နှလုံးသွေးကြောချင်းဖြစ်နေတာဗာစစ်တောက်အောင်လဲဆိုအဒီအရင်ဆုံးနှလုံးသွေးကြောချင်းတာ ਨੇ ပသက်ပြီးနည်းနည်းရှင်းပြခြင်းပါတယ်နှလုံးသွေးကြောချင်းတာဘာကြောင့်ကျင်းတာလဲဆိုတော့သွေးရင်းကိုလက်စထရောတွေများတာเนาะဒီနှလုံးသွေးကြောထဲမှာအဆီတွေများလာတယ်အဲအဲအခါကျဒီအဆီကလေးတွေကနေတဖြည်းဖြည်းဟိုသွေးကြောလေးလမ်းကြောင်းလေးကကျင်းသွားတာမျိုးဖြစ်တတ်တယ်ပြီးရင်ကိုလေးချိန်များအဝလုံတဲ့သူပေါ့အဝလုံတဲ့သူတွေမှာဖြစ်တယ်ကိုလက်လှုပ်ရှားမှုနည်းတဲ့သူတွေမိသားစုမျိုးရှိတဲ့သူတွေသွေးတို့ရောဂါရှိတဲ့သူတွေနှလုံးရောဂါရှိတဲ့သူတွေပြီးရင်ဆေးလိတောက်တဲ့သူတွေအဲပြီးရအခါကျတော့ အစားတောင်မရှောင်ဘူးเนาะ CAA နေအဲ့လိုစားတဲ့သူတွေကပိုပြီးဖြစ်တတ်ပါတယ်အဲ့တော့ဗာစေးတောင်ပါမလဲဆိုတာကိုမပြောခင်ဒီစေးအပြင်စိတ်တော့က lifestyle ကအရေးကြီးပါတယ်ကိုယ့်ရဲ့စားတောက်နေထိုင်မှုနဲ့ထိမ့်မရတာပါအဲ့တော့ဘာစားရမလဲဆိုရင်အဲအသားငါအသီးရွက်တွေ မြတ်မြတ်တာစားမယ်အဓိကတော့အသီးနှံမဲ့မစားရမယ်အရွက်တွေစားရမယ်အသားမှာဆိုရင်ကြက်သားတို့ငါးတို့ကကောင်းတယ်ဒီဝက်သားတို့အမဲသားတို့စိတ်သားတို့ကကြတော့တက်နိုင်တမျှလျှော့စားပါတော့အစီအိမ်မျိုးလျှော့စားပြီးနောက်တစ်ခုကပြေဝစီတွေကမကောင်းဘူးတော့အဲ့ဒါတွေကိုရှောင်အသင့်စားအစားတောက်တွေ ready made တွေအဲ့ဒါတွေကိုရှောင်မယ်အဲ fast food တွေပေါ့နော်ဘာဂါတို့ cheese တို့အဲ့ cholesterol များတဲ့ဟာမျိုးတွေကိုရှောင်ပြီးတော့အိမ်မှာပဲအာဟာရရှိရှိအောင်တတိချာချက်ပြုတ်ပြီးတော့စားတောက်တဲ့နဲ့ရေမြများတောက်မယ်ပြီးရင် weight ကိုလေးချိန်ညားတဲ့သူတွေဆိုရင် weight short ဖို့လိုမယ်ပြီးရင်လမ်းမှန်မှန်လျှောက်တာကိုလက်လှုပ်ရှားမှုပေါ့နော် exercise ပုံမှန်လေးလုပ်သွားရမယ်ဆင်းလေးတောက်တဲ့သူတွေဆိုရင်တေချာပေါက်ဆေးလေးရက်ကိုရရမယ်ဖြတ်ကိုဖြတ်ရမယ်မဟုတ်ဘူးဆိုရင်ဒီနှလုံးသွေးကြောလုံးဝ block ဖြစ်သွားပြီးတော့ပိတ်သွားပြီးတော့နှလုံးပုတ်တာမျိုး heart attack ရတာမျိုးเนาะအခက်မသိအသက်ပါတည်ဆုံးသွားနိုင်တာဖြစ်တဲ့အတွက်ဆေးလေးကတော့တေချာပေါက်ဖြတ်ရမယ်ပြီး stress ပေါ့နော်စိတ်ဖိစီးမှုကို short ချတာရမယ်အရင်ကြီးစိတ်ညစ်တာမျိုးမလုံမလုံနဲ့ကိုကိုကိုပြန်ပြီးတော့ control လုပ်ဖို့အရေးကြီးပါတယ်ဆေးဝါးတွေအနေနဲ့ကတော့ဒီသွေးတွင်း cholesterol ကိုကျစေ ေတဲ့စီးပေါ့နော်စိတ်လို့စီးပညာမှာဆို steady လို့ခေါ်တဲ့အုပ်စုစီးလေးတွေတောက်ပေးရတယ်။အဲပြီးနောက်တစ်ခုကသွေးမခဲအောင်သွေးကျဲစီးလေးတွေအဲ့ဒါလေးတွေတောက်မယ်။တကယ်လို့သွေးတိုးရှိရဆိုရင်သူကသွေးကြစီးကိုမှန်မှန်တောက်ဖို့လိုပါတယ်။အဲ့တော့သွေးကြစီးဆိုတာဒီအခုတောက်ပြီးတော့နောက်တစ်နေ့မတောက်ရတာမျိုးမဟုတ်ဘူး။နေ့တိုင်းမှန်မှန်ကိုအသက်ရှင်နေတဲ့ပြည့်တောက်လျှောက်တောက်သွားမှာအဲ့ဒါမှဒါလေးသူကသွေးပေါင်ခြင်းကို ုံမှန်အားဖြင့်ထိမ့်ပေးမှာအဲ့လိုမဟုတ်ဘဲနဲ့ကိုကမတောက်ဘဲနဲ့နေလိုက်မယ်ဆိုရင်ကိုမတောက်တဲ့အချိန်မှာသွေးကရုတ်တရက်စောင့်တက်တာမျိုးတွေဖြစ်တဲ့အခါကျရင်နှလုံးသွားထိတာသွေးရောတွေသွားထိတာမျိုးဆိုရင်နှလုံးသွေးရောကျင်တာပိုဆိုးသွားနိုင်တယ်။နော်ဟိုအခက်မတင်အုံနောက်သွေးရောပေါက်တာတွေပါဖြစ်ပြီးတော့လေဖြတ်တာလေဖျန်းတာတွေပါဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မလို့သွေးတိုးရှိရင်သွေးကြဆူမှန်မှန်တောက်ဖို့လိုတယ်။အဲကျန်းမာရေးနဲ့ညွတ်တဲ့ healthy diet ကိုစားပေးရမယ်။တချို့တွေဆိုရင် nitrate လို့ခေါ်တဲ့ဆီမျိုးတောက်ဖို့လည်းလိုအပ်တယ်။ပြီးရင်ရင်တုံတက်တဲ့သူတွေမှာဆိုရင်စိတ်တို့က beta blocker မျိုးစားစိတ်ဆေးလေးတွေပြီးရင်နှလုံးခုန်နှုန်းပုံမှန်ပြန် ဖြစ်အောင်လုပ်ပေးတာဒီနှလုံးယောဂါရှိတဲ့သူတွေကလက္ခဏာရှင်ပန်းအောင်တာမျိုးတွေတချို့ရဆိုရင်ဒီမေယူဘဲဘဲမေယူဘဲဘဲလမောင်းကြိုက်တာမျိုးတွေရှင်တုံတာမောတာအသက်ရှူမဝတာစသဖြင့်ဒီလိုလက္ခဏာလေးတွေရှိတတ်ပါတယ်အရေးကြီးတာတော့တောက်ဆေးတွေကိုကြီးပဲအာကူလိုမီယာကိုယ့်ရဲ့အစားတောက်မှာအသားငါအတီးရွက်ကိုမြင်းမြတ်တတ်တတ်စားမယ်အစီအိတ်တွေ Facebook တွေရှောင်ပြီးတော့ကိုယ့်လက်လှောက်ရှာမှုလုပ်မယ်ဆေးလေးလျှော့မယ်ဆိုရင်တော့ဒီနှလုံးယောဂါရှိတဲ့သူတွေနှလုံးသွေးကြောကျင့်တဲ့သူတွေကတခြားသောသူတွေနေတူစံစံမှာမှာနေသွားနိုင်မှာဖြစ်ပါတယ်